ကိုချေသူလောင်းသားကိုရစ်ဖွယ်ခဲ့ပြီးဒီကျိုးလေးကာကွယ်ဖို့ပဲမိမတယောက်ရဲ့အချစ်ဆိုတာအဲကျွန်တော်သပင်သပင်ချိမ့်မှုပေါ့နော်သပင်ချိမ့်မှုအစီအစဉ်လေးရှိပါတယ်ဒါပေမဲ့နည်းနည်းတော့လိုပါသေးတယ်အဲတီးခံပြီးတော့စောင့်စားပေးပါလို့ချက်ပြီနမျောတာတော့မဟုတ်သေးဘူးနမျောတာတော့မဟုတ်သေးဘူးဟိုဘယ်လိုပြောမလဲ ကျွန်တော်ဆိုလိုချင်တာကအဲဟိုဟာကျွန်တော်ကသပေညက်ဖို့လိုတဲ့ကာရက်တာဆိုရင်တော့ကျွန်တော်ညက်တယ်။သွားတူနေတာကြောင့်အမှန်တော့ဗျာတကယ်သူကသပင်ရဲ့ပုံစံကတူနေတာပေါ့နော်။အမှန်တော့သပင်နှစ်ခုကနည်းနည်းစီကွဲတယ်။အဲသပင်နှစ်ခုကနည်းနည်းစီကွဲတယ်။အဲ့ဒါကသူကတမျိုးတည်းမဟုတ်ဘူး။အဲကျွန်တော်ကဟိုမှာကတမျိုးဒီမှာကတမျိုးပဲ။သပင်ကတော့ကျွန်တော်သုံးထားတာတော့နှစ်မျိုးပဲ။ ဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်လည်းလိုက်တဲ့ပုံကိုကျွန်တော်ကရွေးတော့ကြတော့ဇလန်လေးကကျွန်တော် delivery ပို့တယ်ပေါ့နော်ကျွန်တော် delivery ပို့တယ်ကျွန်တော် guidance နာမည်ကချမ်းမြေပါအဲဒီကောင်ကအချစ်ကားလေးပေါ့နော်အချစ်ကားဒါပေမဲ့သူကနည်းနည်းလေး psycho နည်းနည်းရှိတဲ့ဘက်ကိုသွားတာပေါ့နော်အဲဒီကောင်မှ psycho ရှိ psycho လေးနည်းနည်းရှိတယ် အဆိုင်ကိုဖြစ်ရခြင်းအကြောင်းရင်းကတော့ကျွန်တော်ပြောပြလို့မရဘူး။သပင်းကတော့ကျွန်တော်ချိန်ပါပါ။ဒါပေမဲ့ဟိုဒီပုံစံနဲ့ပဲကားတိုင်းရိုက်မယ်လို့တော့ကျွန်တော်ပြောရမှာမဟုတ်ပါဘူး။ဒါပေမဲ့သပင်းညက်ဖို့တော့အဲကျွန်တော်သပင်းညက်ဖို့တိုက်တွန်းတဲ့ပရိသတ်တွေကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။အဲကျွန်တော်သပင်းသပင်းချိန်မှုပေါ့နော်။သပင်းချိန်မှုအစီအစဉ်လည်းရှိပါတယ်။ဒါပေမဲ့နည်းနည်းတော့လိုပါသေးတယ်။အဲ့ဒီကံပြီးတော့စောင်းစားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အခုဒီသပင်းနဲ့တော့ ရိုက်မှာမဟုတ်တော့ဘူးเนาะဟိုကနှမျောတာတော့မဟုတ်သေးဘူးနှမျောတာတော့မဟုတ်သေးဘူးဟိုဘယ်လိုပြောမလဲကျွန်တော်ဆုံးလို့ခြင်းတာကအဲဟိုဟာကျွန်တော်ကသပေညက်ဖို့လိုတဲ့ character ဆိုရင်တော့ကျွန်တော်ညက်တယ်ဥပမာဆိုရင်ကျွန်တော်ကမြန်မာနိုင်ငံကတော်တန်းအထေးနေရာကျွန်တော်ရိုက်ရမယ့် character ဆိုရင်တော့ အဲကျွန်တော်ညက်တဲ့ညက်ပေါ့ကျွန်တော်ဆရာဝင်တို့ဘာတို့ညာတို့ကြိုက်တယ်ဆိုရင်တော့ကျွန်တော်ညက်ပါဘူးအခုကကျွန်တော် delivery ပို့တယ် delivery ကအကုန်စပင်းအတူနဲ့ပဲပို့တာအဲ့လိုအဲ့လိုရှိဟုတ်တယ်သွားတူနေတာကျွန်တော်အမှန်တော့ဗျာတကယ်သူကစပင်းရဲ့ပုံစံကတူနေတာပေါ့နော်အမှန်တော့စပင်းနှစ်ခုကနည်းနည်းစီ꽌အဲစပင်းနှစ်ခုကနည်းနည်းစီ꽌တယ်အဲ့ဒါကသူကတစ်မျိုးတည်းမဟုတ်အဲကျွန်တော်ကဟိုမှာကတစ်မျိုးဒီမှာကတစ်မျိုးပဲ ။သပင်ကတော့ကျွန်တော်သုံးထားတာတော့နှစ်မျိုးပဲ။ဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်လည်းလိုက်တဲ့ပုံကိုကျွန်တော်ကရွေးတော့ကြတော့အဲ့လိုဖြစ်နေ။ဟိုသပင်ကမရှိတော့ဘူး။ကျွန်တော်နောက်ထပ်တစ်မျိုးညှက်လိုက်လို့ဟိုပြောတယ်သပင်ကမရှိတော့ကျွန်တော်နောက်ထပ်တစ်မျိုးညှက်လိုက်လို့မရှိတော့မရှိတော့ဒီသပင်မှာကျွန်တော်ကနောက်တစ်မျိုးထပ်လုပ်လာပါတော့။အဲ့တော့အဓိကကတူရာချင်းဟိုတူရာချင်းရဲ့အကြောင်းရင်းဟာဟိုခုနကပြောသာသပင်ရဲ့ဟိုဟာဖြစ်သွားတယ်သပင်ရဲ့အခန်းဆက်ဖြစ်နေတယ်နော်ဟိုဟာဂင်းကာမာလေးရဲ့ဟိုဟာလိုပဲအဲသပင်ရဲ့အခန်းရှင်ဖြစ်နေတယ် တော့သပင်ကအခုကကျွန်တော်ဒီလိုသပင်ဖြစ်နေလို့အဲတူတူတယ်ဆင်တယ်ပေါ့နော်ဟုတ်ပါဘူးကျွန်တော်ပိုပြီးကောင်းစေခြင်းလို့ပြောတာပါပြိတ္တတွေကကျွန်တော်နားလည်ပါတယ်အဲအဲ့ဒါကိုလည်းကျွန်တော်ကဟိုလက်ခံပါတယ်လက်ခံပါဆိုလိုချင်တာကကျွန်တော်ဒီနှစ်ကားကကက်ရက်ဖြစ်သွားတယ်ကက်ရက်ဟိုကက်ရက်ဖြစ်သွားတဲ့အတွက်ဟိုကြည့်ရတာတော့နည်းနည်းလေးဟိုဖြစ်တာကျွန်တော်ကကျွန်တော်လက်သိပါတယ်ဟိုအဲ့အတွက်လည်းကျွန်တော်အမှန်တော့ဗျာဟိုပြောပြလာပြီးမပြီးတော့ခင်ဗျာမလေးရဲ့ ခင်းကမာလေးဟာအမှန်တော့ဗျောတန်ကရိုက်တာကျွန်တော်ကားကကျွန်တော်ကလွန်ခဲ့တဲ့အဲဘယ်လိုပြောမလဲကျွန်တော်ငားကားမြောက်ရုပ်ရှင်ကားရိုက်တဲ့အချိန်ကျတော့အဲဝေးတယ်သူကတင်လာတာဒီဘက်နဲ့မှတင်လာဒီကားကကျွန်တော်ခလေးမွေးပြီးမှကျွန်တော်သမီးလေးမွေးပြီးမှကျွန်တော်ရိုက်တာအဲကားနကားရဲ့ကွာခြားမှုကဟိုဆယ်လလောက်ရှိအကန်းနကားရဲ့ကွာခြားမှုကဆယ်လလောက်ရှိတယ်ယုံတင်တဲ့စနစ်ပေါ်မှာ ဘာဖြစ်သွားလဲမသိဘူးကာဏကရှင်းရှင်းနောက်ဆုံးဖြစ်သွားရှင်းရှင်းနောက်ဆုံးဖြစ်သွားစီစဉ်နောက်စဉ်ဖြစ်သွားအမှန်တော့အကန္နကဝေးရင်ကျွန်တော်မှပြဿနာအလောက်မရှိဘူးပါနော်ကားကကတ်သွားတဲ့အတွက်ဆင်ရလဲဆင်နေတဲ့အတွက်အဲ့လိုဖြစ်သွားတဲ့ကျွန်တော်ပဲတောင်းမှာပါငါကသဘင်ကိုဒီကားမှာတော့သဘင်လေးကိုမေ့ပြီးကြည့်ပြီးပါလို့